ခင်ဗျာဇရရဲ့မိတ်ဆွေတွေအားလုံးဇရက2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဒလစာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစနံကိုတနင်္ဂနွေသားသမီးတွေအတွက်ဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာဗရမတနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်ခင်ဗျာဝေးကွာကြပါစေကြောင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီဗီဒီယိုလေးကို share ပေးသွားကြပါအောင်လို့ဇရကပြောချင်ပါတယ်ဒီ2025ခုနှစ်17လပိုင်းအတွက်မှာတနင်္ဂနွေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရင်ထဲမှာ ်ဘယ်နေရာတွေရှိနေမလဲဆိုရင်2025ခုနှစ်7လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာဆုံးဖြတ်ချက်တစ်ခုခုကိုချမှတ်ရတော့မယ်ငါဟာဒီကိစ္စတစ်ခုခုကိုလှုပ်ဆောင်ရတော့မယ်ဆိုတာမျိုးကျင်းသိစဉ်းစားတွေးခေါ်ပြီးတော့ဆုံးဖြတ်ပြီးတော့မဖြစ်ဖြစ်အောင်လုပ်မယ်မရရအောင်လုပ်မယ်ဆိုတဲ့ဖြစ်လို့တဲ့စိတ် မိမိတို့အနေနဲ့ဟိုယောက်ျားတို့ဆိုရဲဒေဂါမလျှော်ဆိုတို့လိုမျိုး ဖြစ်အောင်ကြုံဝါမိရှိနေသောကာလဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ယင်ထဲမှာဖြစ်လို့သောကိစ္စဖြစ်ချင်တဲ့ကိစ္စတွေကိုအချိန်အတိုင်းကလေးတစ်ခုကိုရိတ်တက်မှတ်ပြီးတော့ခြေတိုးဆောင်ရလှုပ်ဆောင်နေသောကာလပိုင်းခြားဖြစ်ပေါ်နေသောကာလဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့နဲ့ကာသမီတွေအနေနဲ့အထူးသဖြင့်လုပ်ငန်းကိန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ပြောပြပြီးပါစီ။ ဒီကလာတာတော်တွင်းမှာမိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှင်အလုံးပြိုင်လုပ်ငန်းပြိုင်ကြီးပေါ်တတ်ပြင်မဲ့လို့ဘာကိုမဆိုချစ်တို့ဆောင်ရလောက်ဆောင်မှာအထူးသဖြင့်ကိုနဲ့မဆိုင်တဲ့ကိစ္စလေးတွေကိုတတိထားစင်ကြင်မှာအပေါင်းလေးကိစ္စလေးတွေမိတ်ဆွေအပေါင်းလေးဟောင်းလေးတွေကိုတတိထားပြုမှုစင်ကြင်ပို့ပြီးတော့အားသာကောင်းမှုပြီးတော့မိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်လို့ဖြစ်စီလုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်လို့လုပ်ငန်းပြိုင်အလုပ်ပြိုင်နဲ့ပတ်သက်လို့ရှင်တော့တတိထားစင်ကြင်ပြရန်အတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ထို့အပြင်ကျွန်တော်တို့ဒါသမီးမိတ်ဆွေတွေအနေနဲ့အဲအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါနဲ့ပတ်သက်တာလေးတွေမှာသတိထားဆင်ခြင်ပေးဖို့လိုအပ်တယ်လို့ဘာသာတရားလေးနဲ့နဲ့မေ့နေတယ်ဗဇက်ကဖျားလက်ကကာယဆိုတော့ကာလဖြစ်နေတဲ့အတွက်ဘာသာတရားနဲ့ပတ်သက်လာရင်ပုံမူပြီးတော့ထိတွေ့ပြီးတော့ကောင်းမွန်အောင်လှုပ်ဆောင်တာဟာပုံမူအသာကောင်းမှုပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာကောင်းပြီဒါပြင်မိတ်ဆွေတို့နေသားသမီးမိတ်ဆွေတွေဟာလုပ်ငန်းနဲ့ပတ်သက်လို့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပြရစေ ဒီကလာတာတော့တွင်မှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဖို့အယောင်းဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်။ဒါအပြင်အလှကိုဆိုင်ရာလုပ်ငန်းတွေဖန်စီပစ္စည်းတွေပကြီးပမှုဗေဒင်မီဒစံကြမ်းနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအထည်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်။ရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ကွန်ပျူတာတို့ကားတို့ဆက်ပစ္စည်းတို့စားသောက်ကုန်လုပ်ငန်းတို့စံစီစေစားနဲ့ပတ်သက်သောအရာလေးတွေကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ အဲမိတ်ဆွေတို့နေနဲ့အဖွဲ့အစည်းတို့အသင်းအဖွဲ့တို့နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာထက်စက်တူလုပ်ငန်းကလေးတွေအစုရှယ်ယာကလေးတွေစုကြေးကလေးတွေဒီလိုမျိုးလုပ်ငန်းတွေရှိတို့ကောင်းမွန်အားသာပြီးတော့လက်လွန်နေသောငွေကြီးတွေမှာပြန်လဲတောင်းဆိုပါ ပြန်လဲရရှိမယ်ဆိုတဲ့ကာလဖြစ်ပြီးတော့ညီကိုမောင်နှမတွေရဲ့အငွေကြီးအထောက်အကူတွေရရှိတာမျိုးလေးတွေညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့ငွေကြီးအဆင်ပြေမှုတွေကိုရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်တွင်းထွက်ပစ္စည်းတို့ရွှေတို့ရရှိတာမျိုးလေးတွေဓာတ်ဆီတို့ဒေါ်လာတို့အဲဒီဇယ်တို့အစရှိတဲ့အရာလေးတွေရှေ့တို့ဆောင်ရွက်လုပ်ဆောင်တယ်လို့စက်ပစ္စည်းရင်းနဲ့ပတ်တိုင်အစ်စ်ဝင်လာတာမျိုးလေးတွေရှေ့တို့ဆောင်ရွက်လုပ်ဆောင်မှာမိမိတို့အနေနဲ့ကိုပိုင်းလုပ်ငန်းလေးတွေစတင်ခြင်းနဲ့တူတဲ့တယောက်တည်းလုပ်ဆောင်ခြင်းမိမိအမိခံလုပ်ခြင်းတဲ့ အဲဆက်တူလုပ်ငန်းတွေဆွေမျိုးသားချင်းတဦးတည်းရရဲ့အကူအညီကိုရယူပြီးတော့အစုရှယ်ယာတွေထည့်တာမျိုးတွေဟာမိတ်ဆွေတွေရဲ့ကံကိုချိတ်တိုးကောင်းမှုပြီးတော့အားသာကောင်းမှုပြီးတော့ကံကောင်းစေတော့လာဖြစ်ပါတယ်အရှိရေးလူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်တော့မေတ္တာရေးစမ်းအရှိရေးကံအားကောင်းနေပြီးတော့ဖူးစာခြင်းပေါ်တက်ခြင်း သို့မဟုတ်လို့ရှိရင်အရှိရင်နဲ့ပတ်သက်လာရင်မိမိချက်သောမြန်နိုးသောသူကနေပြီးတော့ပြန်ပြီးတော့အဖြေရာချင်းအဆက်အသွယ်ပြန်နေတော့သမီးကြီးစားတွေပြန်လဲအဆက်အသွယ်ရရှိခြင်းနဲ့ကြုံဟတ်တဲ့အတွက်တော့အရှိရင်နဲ့ပတ်သက်လာရင်တော့ဘာမှမဆိုရှေ့တိုးဆောင်ရပြီးတော့စူးစားရင်ရည်စားလဲရကံကောင်းရင်အိမ်တော်တော်ကြသွားပါဦးမယ်အိမ်တော်ကြလို့ရှိရင်လည်းဆရာငယ်နာမင်္ဂလာရလာရွေးလို့ရပါတယ်ခင်ဗျာကောင်းပြီမိတ်ဆွေတို့အနေနဲ့သမီးကြီးသားတွေအနေနဲ့အရှိရင်နဲ့ပတ်သက်လို့ရှိရင်စုပ်ကောလက်ကောဝင်လာတက်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ ထို့အပြင်မိတ်ဆွေတို့ဒီတလှတာတော်တွေမှာနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးရက်ဝင်းခရီးသွားနဲ့ပတ်သက်လို့ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာတိုးတက်ရှင်ကံကောင်းခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်။ယာဉ်တိုးဖို့ယာဉ်တက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများယာဉ်တိုးခြင်းယာဉ်တက်ခြင်းတွေကြုံရနိုင်သောကာလပတ်တာပိုင်းခြားဖြစ်ပြီးတော့အဝေးတက်နေရာကနေပြီးတော့ဆွေမျိုးသားချင်းညီအစ်ကိုမောင်နှမတွေရဲ့အထောက်အကူတွေ အခုအညီတွေအဆက်အသွယ်တွေရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်စာရုပ်စာတမ်းကိစ္စနဲ့ပတ်သက်လို့ချစ်တို့ဆောင်ရွက်လှုပ်ဆောင်မှာငွေကြေးဆိုင်ရာကိစ္စလေးတွေမှာတော့ချစ်တို့ဆောင်ရွက်ပြောဆိုရင်အောင်မြင်ခြင်းအသာခြင်းနဲ့တိုးတက်ခြင်းတွေရရှိတတ်သလိုငဘုကသာသမီမရရှိသောမိတ်ဆွေများသာသမီရရှိတာမျိုးသာသမီစုပန်တာမျိုးလေးတွေမှာချစ်တို့အသာကောင်းမှုပြီးတော့ကံကောင်းစီတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ထို့ပြင်ရေရှားမြေရှားဘတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လည်းမထင်မှန်ဘဲနဲ့ခရီးသွားရခြင်းတွေရဝေးခရီးကိုသွားရတတ်တော်လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာ မိတ်ဆွေတို့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အစာအိမ်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးလေကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာသတိထားဆင်ခြင်ပေးရလိုအပ်ပြီးတော့ငကူကယောဂဟောင်းကိုအစ်စ်ပြန်ဖြစ်တာမျိုးလေးတွေယောဂဟောင်းအချိန်ရှိသောမိတ်ဆွေများ1 byte ကိုအစာအိမ်လိုစီးတို့နဲ့ပတ်သက်တဲ့မိတ်ဆွေများအဖို့ကတော့ဒီကာလအတော်တွေမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်ဒီကြာလေးတွေကိုပုံမှုပြီးတော့အဲသတိထားပြီးတော့အပူဆက်စားလေးတွေးတွေးတွေးတက်စားလေးသတိထားဆင်ခြင်စားသုံးပါယောဂဟောင်းကအစ်စ်ပြန်ထခြင်းမျိုးတွေကြုံရတတ်တာလို့ကျွန်တော်ဘာမှစွစွဝါမရှိလာပါဘူး အကယ်၍ကျမ်းမာရေးညံ့ခဲ့ရဲ့စွစွဝါးဝါးညံ့ခဲ့ပြီဆိုရင်တော့မကောင်းတဲ့အတ္တပညာတွေအတိုက်ခိုက်တွေစုံတိုက်တွေနှက်တိုက်တွေဓာတ်တိုက်တွေပြန်စားတိုက်ခိုက်ခြင်းခံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားစဉ်းကျင်ပေးရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါစီမထင်မှတ်ဘဲနဲ့အိုးအိမ်ချမ်းပြီးပိုင်ဆိုင်ရတာမျိုးအသစ်ဆောက်ရတာမျိုးနေရာတိုင်းမြင့်အသစ်တွေ ရရှိတာမျိုးပိုင်ဆိုင်တာမျိုးတွေကြုံရတတ်တယ်လို့ငကူကသာသမိကိစ္စတွေမှာပြောလို့ဆိုလို့မကောင်းတဲ့မိတ်ဆွေများသာသမိနဲ့ပတ်သက်လို့ရှိရင်စိတ်ချမ်းသာခြင်းသာသမိနဲ့ပတ်သက်လို့တပည့်လက်သားလက်အောက်ငယ်သားနဲ့ပတ်သက်ရင်များစွာအကူအညီရရှိတတ်သောလက်ဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေအဲတနေ့ဦးလေးသာသမိများဒီကာလအတာတော့ဒီမှာဆိုရင်ငွေကြေးနဲ့ပတ်သက်လာရင်တော့အနှဲငယ်လေးအခက်အခဲအကြံကြာလေးအဲကြုံရနိုင်ပေမဲ့လက်လွန်ထားတဲ့ငွေကြေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ခြင်းငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုမဆို အဲဆွမ်းနာလိုပေါ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်ပြီးပြောဆိုလုပ်ခြင်းတွေကအာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်အိမ်အောင်ရှင်မြအဖို့ကတော့အိမ်အောင်ရေးမှာတဦးနဲ့တဦးတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ရေးကိုပြဿနာတက်ရတာမျိုးလေးတွေဂျုံကားတက်တယ်လို့အိမ်တွင်းရေးကိစ္စလေးတွေကိုအကြောင်းပြုပြီးတော့ပြဿနာတက်တာမျိုးမိသားစုကိစ္စလူမှုရေးကိစ္စအိမ်တွင်းရေးမှာကြားလူတဦးတယောက်ကြောင့်အကြောင်းပြုပြီးတော့ပြဿနာပဋိပက္ခလေးတွေဂျုံကားတက်တဲ့အတွက်တော့တတိထားစင်ရင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ဖြစ်နိုင်ရင်ဒီကာလမှာအမွေကိစ္စတွေအမှုကိစ္စတွေကကိုကိုယ်တိုင်ဦးစီးဦးဆောင်မလုပ်ပါနဲ့ညံ့ပါလေအမွေကိစ္စလေးတွေအမှုကိစ္စလေးတွေမိသားစုအိမ်လူကြီးကိစ္စတွေမှာကိုပေးနိုင်ရင်ပေးလိုက်ပါမပေးနိုင်လို့ရှိရင်မပေးနိုင်နဲ့ဘာလို့လဲဆိုတော့အဲကိုကိုကိုကပြောရမှာကိုရဲ့အပြစ်မြင်လာတာမျိုးတွေကိုကိုဝေဖန်တိုက်ခိုက်တာမျိုးတွေဂျုံကတက်တဲ့အတွက်တော့အိမ်လူကြီးကိစ္စအိမ်တော်ကြီးကိစ္စအဲမိသားစုကြီးကိစ္စလေးတွေမှာတော့ဖြစ်နိုင်လို့ရှိရင်ကိုအထက်နိုင်ဆုံးနည်းနည်းလေးဟို ဥဆောင်ဆောင်ရတာမျိုးဝင်ပါပြီးပြောဆိုတာမျိုးလေးတွေအားနည်းစေသလိုမိမိရဲ့အိမ်တွင်းရေးကိစ္စကိုသူတို့များကိုတူတူရောက်ကိုတွားပြီးတော့အကူအညီတောင်းလာမှထိုသူကကိုယ်ကိုပြောဆိုပြတင်တာမျိုးတစ်ဖက်မှာတော့မိတ်ဆွေတွေနဲ့ပတ်သက်လို့တစ်ဖက်မှာတော့ပြောပြောကိုယ်နဲ့မလို့တော့မှအပြစ်တင်ဝေဖန်တာမျိုးတွေကြုံရတတ်တယ်လို့တနည်းနည်းသားသမီးမိတ်ဆွေတို့ဒီလဟာမိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်တာမျိုးရီစာဟောင်းနဲ့ပတ်သက်တာမျိုးဖြစ်ခဲ့ပြီးတော့အဟောင်းတွေကို ကိုယ်ကိုတဦးတယောက်ဒစုံတယောက်ကကြိုးကင်ချင်းချောက်ချင်းအကြက်တဲ့ဖြစ်ရှင်နေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတတိထားစဉ်းမြင်ပေးရတဲ့အတွက်လိုအပ်တော့ကာလအပိုင်းချဖြစ်ပါတယ်အလောင်းမစားနဲ့ပတ်သက်ရင်တော့ကျွေတလဲကြက်တကုံမလုပ်ပါနဲ့ငလောင်းမစားနဲ့ပတ်သက်ရင်လူလိန်ခံရခြင်းမျိုးတွေအဲအလောင်းမစားနဲ့ပတ်သက်ရင်တတိထားစဉ်းမြင်ပေးရမယ်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအပြောအပါတို့အလောင်းမစားတို့မိခေါင်းဆူရောင်းတို့နဲ့ပတ်သက်ရင်တော့အားနည်းစီတော့လာဖြစ်ပြီးတော့ဘာကိုမဆိုတတိကလေးကပ်ပြီးလောက်ခါမှာတော်ခါချမဲ့ကာလပိုင်းရှာဖြစ်ပါတယ် ပညာရေးနဲ့ပတ်သက်လာရင်လေပညာရေးနဲ့ပတ်သက်ရင်ကိုလက်ရှိသင်ယူနေရတာတခုဖြစ်နေတာတခုအဲသင်နေရတာတခုဖြစ်ရှင်တာတခုဆိုပြီးတော့နှစ်ခုစိတ်တိုင်းမကြခြင်းတွေစိတ်မပြောခြင်းတွေဂျုံဝတ်တက်တယ်လို့မိအပေါင်းအသင်းမိတ်ဆွေတွေကြောင့်အဖြတ်ဝင်လာတာမျိုးလေးတွေကြန့်ကြာတာမျိုးတွေဂျုံဝတ်တက်တဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်တော့အားနည်းသောကာလဖြစ်တဲ့အတွက်တာမှန်ထက်တော့ပို့ပြီးစူးစမ်းကာမတော်ကာကြမယ်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြပြီဒီလတာတော့ဒီမှာမိတ်ဆွေတနည်းဝင်တာတမိတွေနေနဲ့ဘာကိုမဆို မိမိတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာဗုဒ္ဓဘုရားသမီးတို့တနင်္လာသာသမီးတို့ရဲ့အကူအညီကိုရယူပြီးပြောဆိုခြင်းဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေသောလအဖြစ်မှအသေးချာပဲဖြစ်တယ်။အရေးကြီးသောကိစ္စရက်တွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဝါရောင်လို့ခဲရောင်လို့အစိမ်းရောင်လို့များများပါတော့အကြောင်းတွေကိုဝစ်ဆင်ပြီးတော့ပြုမှုဆောင်ရွက်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိစေမယ်လဖြစ်ပါတယ်။အချို့ပြီးသောကဏ္ဍအဖျားတွေနေမြတ်ဆိုလို့ရှိရင်တော့ နှစ်ကနန်းသုံးကနန်းခုနှစ်ကနန်းနေတာမိဆွေတို့ရကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုကံကောင်းစီတော့လာဖြစ်ပါတယ်အကျိုးပေးတော့အရဟာတော့တောင်ဆူဆူရဖြစ်ပြီးတော့စန်တီယာရကတော့အရှိအယက်ဖြစ်ပါတယ်ခင်ဗျာဒီတလားတာတို့မှာမိဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုတ်မှုဆောင်ရွက်တဲ့အခါမိမိတို့လိုရာကိစ္စကိုမသွားမီမိမိတို့ရလိုရာကိစ္စအမှုကလေးကိုမပြုတ်မီပါ မိမိအိမ်ကနေပြီးတော့လေရှင်သွားတာမျိုးဖြစ်စီသို့မဟုတ်လက်ကုတ်လက်ဝါးကလေးတီးပြီးတော့လိုရာကိုကိစ္စကိုပြုတ်မှုဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာဒီလက်ရာတော့ဒီမှာမိတ်ဆွေတို့နေသားသမီးများအနေနဲ့အကျိုးပေးသောအစလားလို့ပေါ့ ဟိုအချိုးပြေသောကဏ္ဍအပြာလေးနေနဲ့ဆိုနှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေကမိတ်ဆွေတို့ရကံကုန်တိုးတက်ပြီးတော့အစဉ်ပြေနိုင်ကြောင်းတစ်လောင်းပြောကြလိုက်ပါစီဒီလက်ထာတော်အတွင်းမှာတတိထားစင်ရမှာတော့မိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းနေနဲ့ပတ်သက်လို့တတိထားပါအလမစားအပြောပါနဲ့ပတ်သက်လို့ညံပါတယ်လူမှုရေးကိစ္စလေးတွေဘာသာရေးကိစ္စလေးတွေပဋိဒါကိစ္စလေးတွေမှာကိုကစေတနာနဲ့ကိုညီလိုက်ပေမဲ့ဝေဒနာဖြစ်ရတာမျိုးလေးတွေရိုးစွဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်အလမစားအပြောပါနဲ့ပတ်သက်လို့ညံပါတယ်လူမှုရေးကိစ္စလေးတွေဘာသာရေးကိစ္စလေးတွေပဋိဒါကိစ္စလေးတွေမှာကိုကစေတနာနဲ့ကိုညီလိုက်ပေမဲ့ဝေဒနာဖြစ်ရတာမျိုးလေးတွေ ေရိုးစွဆွဲခံရတာမျိုးတွေကြုံရတဲ့အတွက်တော့ဒီတစ်ချက်လေးကိုတော့တာမန်ထပ်ပို့ပြီးတတိထားဆင်ခြင်ရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြစီအိမ်နွေးရေးကိစ္စအမွေကိစ္စမိသားစုကိစ္စအမှုကိစ္စလေးဒီမှာကိုကိုတိုင်းဦးစီးဦးဆောင်မလုပ်ပါနဲ့တတိထားဆင်ခြင်ရအတွက်တော့လူအပ်သောကာလဖြစ်တယ်ဝေးกว่าနေတော့အိမ်တော်ဗမာအဖို့ပြန်လဲအဆက်တွေရရှိခြင်းတရင်ကောင်းချခြင်းတွေကြုံရတတ်တယ်လို့မိမိတို့ရဲ့ဆွေမျိုးသားချင်းမိသားစုဝင်နေတဲ့အဆက်အသွယ်ပြတ်နေသူတွေအချုပ်အနှောင်ဖြစ်နေသူတွေလုံးဝအဆက်အသွယ်ပြတ်ပြီးပျောက်နေတော့သူတွေပြန်လဲရှာတွေ့တာမျိုးအဆက်အသွယ်ရတာမျိုးတွေကြုံရတတ်တယ်လို့ အရှုံနောင်အနေနဲ့လွတ်ဖြစ်နေတဲ့သူမိဆွေများအရှုံနောင်လွတ်ရှင်းနေတဲ့တရင်ကောင်းကြားခြင်းနေကြုံရတတ်တော်ကာလဖြစ်ပြီးတော့ညီကောင်မကိစ္စလေးတွေကြောင့်ငွေကြေးထောက်ကူရရှိတာမျိုးမိသားစုဆွေမျိုးသားချင်းတွေကြောင့်အခုညီရရှိတာမျိုးတွေကြုံရတတ်တော်ကာလဖြစ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဆက်လူလုပ်ငန်းတွေအကျိုးပေးပါတယ်စီဝါလုံးမှန်းလေးအကျိုးပေးပါတယ်တို့အပြင်မိစေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်အဆုရှယ်ယာစုချင်းနဲ့ပတ်သက်တာမျိုးငွေကြီးနဲ့ပတ်သက်တာမျိုးနိုင်ငံခြားပတ်စုဗီဇာလုပ်ငန်း ဒီလိုလုပ်ငန်းတွေမှာချစ်လို့ဆောင်ရအားသာကောင်းမှုလုပ်တတ်ပြီးတော့ဘာကိုလုပ်လို့တနေ့ကနေတနေ့ကနေချင်းတွဲလုပ်တာမျိုးတွေဟာကံကိုအားနည်းစေပြီးအစင်မပြေမှုတွေများစွာကြုံရတတ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါသတိထားပေးပါတနေ့ကနေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးသို့မဟုတ်တောက်ကြသားသမီးတွေနဲ့ပေါင်းစုလုပ်တာမျိုးတွေမှာသတိထားစင်ကြင်ပြန်လိုအပ်ပါတယ်ဒါအပြင်အနောက်ဆူဆူရက်ကိုခရီးထွက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုထင်မငော့ပြီးတော့ကံအားနည်းစေသောကာလဖြစ်တဲ့အတွက်သတိထားစင်ကြင်ပေးပါ အပန်းရောင်မိုးပြရောင်ပန်းရောင်မိုးပြရောင်လေးဒီမှာတတိထားဝစ်စင်ပြီးပါမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလေးဒီမှာအကြံ့အကြာလေးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်စေတနာတွေမပူပါနဲ့ဝေဒနာဖြစ်ရတတ်ပါတယ်စေတနာကောင်းကမှကံကောင်းမယ်ဆိုပေမဲ့ဒီကာလဟာဘာသာတရားများများလို့ပို့လိုအပ်ကြောင်းနဲ့ထက်လောင်းပြောကြားလိုက်ပြစီဗဇက်ကဖရလက်ကကာယဖြစ်တတ်တဲ့အတွက်မိမိတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းပြရင်အတိုက်ခိုက်တွေပေါ်ထက်တယ်လို့လုပ်ငန်းသူအလုပ်သူတွေကနေပြီးတော့မလိုမုန်းထားဂုန်းထားတဲ့စကားလေးပေါ်တက်ပြီးတော့ပြဿနာတွေကိုလိုက်မရှင်းပါနဲ့ ြေတနာတွေရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဖြစ်ရတဲ့အတွက်အချိန်တိုင်းရင်မှန်တဲ့သူဟာအဖြစ်မှန်သွားမှာပါလို့ထက်လောင်းအကြံပေးပြစီရှင်းကမှဒေါသကိုမနေနိုင်မဲနဲ့ခြေတန်းပြင်ပြီးလောက်ကမှအမားလေးတွေပါတဲ့ကြောင့်ထက်လောင်းပြောချလိုက်ပြစီခင်ဗျာလုပ်ငန်းပြိုင်အလုပ်ပြိုင်တွေရဲ့အတိုက်ခိုက်တွေဂျုံမတတဲ့အတွက်တော့သတိထားစင်နေပြီးရလို့အကြောင်းထက်လောင်းပြောချလိုက်ပြစီခင်ဗျာဒါအပြင်တနင်္ဂနွေသားသမီးတွေဒီလမှာအထူးသတိထားရမှာ ကိုယ့်ဘဆက်ကနေပြီးတော့ဖြစ်ရှင်တဲ့အရာတွေကိုကြိုတင်ထုတ်ဖို့ပြောဆိုတာလေးတွေဟာထင်ငေါ်ကြံ့ကြပြီးအစင်မပြေမှုတွေဖြစ်တတ်ကြောင်းသတိထားစီလို့ကြောင်းဆရာကထားလောင်းပြောရင်းနဲ့တနည်းနည်းသာမိမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွအယောင်းဖက်စီကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဈေးရောက်တောင်းစီရတဲ့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ဟို သတင်းစာဆက်ကူကလေးကိုတေဝင်းလေးနဲ့စီးပြီးတော့လိုက်လိုက်ပါအလုံးလေးလိုက်ပြီးတာမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဘယ်လက်နဲ့ခုနှစ်ချက်တိတိအသက်အောင်ပြီးတော့ရိုက်ပြီးတော့ရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးတော့ရောင်းထပ်ပါစေရောင်းထပ်ပါစေရောင်းထပ်ပါစေဆိုရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးခုနှစ်ချက်တိတိရိုက်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုလိုက်ရိုက်လိုက်ပါဒါဆိုရင်အယောင်းတို့အယောင်းထွက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအစင်ပြေစီပြီးတော့ပြုလုပ်ရမယ်ရေရရအနေနဲ့မပြောမီ ဇန်နီနာမပေးတယ်မေးချင်ရင်0939493406 790 2906 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်963 5050နဲ့မှာဖြစ်စေဆက်သွယ်မိမြနိုင်ကြောင်းထက်လောက်ကြော်ညာဝင်နေတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတို့အဋ္ဌကံပြုလို့တဲ့ဇန်ငယ်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအဋ္ဌကံပြုလို့တပတ်ဆိုရင်တော့ဖြင့်ဝိဆာစရဏတမန်တော် ဝိစာအတိပညာစရဏအကျင့်မှာပါကြီးမြတ်တော်မူသောမြတ်စွာဘုရားဆိုတဲ့ဂုံတော်လေးကိုအာရုံပြုပြီးတနေ့ကိုပတိသုံးပတ်လုံးနဲ့၁၇ရက်တိတိအတိတ်ကြောင့်ဝင်လာရင်အခက်အခဲဆိုတာဘာလဲလို့မေးရလာအောင်ဆင်ပြေအောင်ရင်တိုးတက်လာမှာအတိအကျပဲဖြစ်ကြောင်းနဲ့ရွှေဝင်တက်ပါတယ်ဖုံးဆက်ပစ္စည်းဆိုင်ကယ်လက်ဆောင်ပစ္စည်းတစိုးပန်လာတယ်အထောက်အကူရရှိတတ်တော်လားတပည့်လက်သားတွေရဲ့အကူအညီကိုများစွာရရှိတတ်တော်လားဖြစ်ပါတယ်အစစအရာအစဉ်ပြေအောင်းဝင်ပြီးတော့ငွေကြီးအစဉ်ပြေစီရန်အတွက်ပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ ငွေကြေးကအားကောင်းစီပြီးတော့ပြုလုပ်ရမယ်ရေရီဟာနေနဲ့ဆိုရင်တော့မိမိတို့ရဲ့အိမ်ကဖျားမှာနော်မိမိတို့ရဲ့အိမ်ကဖျားမှာနေ့စဉ်နေ့တိုင်းတို့မဟုတ်ဖြစ်စေအဲတပတ်ကိုမိမိရဲ့မွေးနေ့တရက်မှာဝါစိမ့်နေဆိုတော့ဖျောင်းနိုင်လေအဝါရောင်တတိုင်းအစိမ့်ရောင်တတိုင်းအနီရောင်တတိုင်းဝါစိမ့်နေဆိုတဲ့ဖျောင်းနိုင်လေသုံးနိုင်ကိုမိမိအရာမျိုးစော်ဖျားမှာဖြစ်စေလုပ်ငန်းစည်းဆိုင်ရဲ့ဖျားမှာဖြစ်စေပူဇော်ထွင်ညီပြီးတော့ဝါစိမ့်နေဖျောင်းနိုင်သုံးနိုင်တောက်တော်ကြီးသုံးွက် ဒါပြီးကြတာမိတ်ဆွေတို့အမွှေးတိုင်းတုံးတာဒါလေးတွေကိုပူဇော်ပြီးတော့မိမိတို့ရဲ့အိမ်ဖျားမှာတကယ်လို့အမွှေးတိုင်းတွေပါလိမ့်ဆိုတချို့ကြတော့အဲပူဇော်လေးပူဇော်တာမရှိလို့ရှင်လေရပါတယ်အဲဝါစင်းကြီးဖျောင်းနိုင်တုံးတိုင်းတောက်တော်ကြီးတုံးခွက်နဲ့မိမိအိမ်ကမျက်စွာဖျားမှာနော်လူတန်းပြီးတဲ့အခါအဆက်ဆက်ရရအောင်မြင်စင်ပြပါစေဆိုပြီးတော့ဆရာတို့အဲမိမိတို့ရဲ့အခက်အခဲအကျတဲ့မှန်တယ်များကိုအစီအပြေစီရန်တို့ဂျေးစီကလေးကိုတုံးချက်ပြီးပြီးတော့လိုရာကိစ္စကိုအောင်မြင်ရင်ငွေကြေးကိစ္စဒီဇိုင်းလက်ပိတ်နေတဲ့ယာတွေအားလုံးပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရရအစီအပြေအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ တနေ့ဝင်တာသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းပြမှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိတ်ကြောက်ဇေတောက်တန်းကစားနိုင်ရပါစေကြောင်းနဲ့ဆရာဟောခဲ့တဲ့အချက်ကလေးတွေမှာအစိုးအမှန်တမျအကျိုးမပေးတော့အရာကံမဲစီတော့အရာမှန်တမျဒီမိတ်ဆွေတို့အတွက်မထီရောက်မတက်ရောက်မဆိုင်နေတဲ့ဆရာဟောတဲ့အချက်လေးတွေမှာကောင်းသောကိစ္စကောင်းသောအရာလေးတွေကသာမိတ်ဆွေတို့အတွက်ထိထိမိမိနဲ့အောင်မြင်မှုတွေရရှိပြီးအောင်မြင်မှုပေါင်းတရာခုစောင့်ကြပါစေကြောင်းဆုတောင်းထွက်ပနာပြုရင်းနဲ့တနေ့ဝင်တာသမီးတွေအားလုံး 等你以后来问票价吧，怎么样？等你来嘛，别人收价了，我们呀，接受的嘛嘞。